တကြံမတိုင်ခင် တိုက်မယ်။မုံတိုင်းကြီးနဲ့ပတ်သက်ပြီးတော့နောက်ဆုံးသီးရတဲ့အချက်အလက်တွေကိုပြန်လည်တင်ဆက်ပေးပါမယ်။ညမနေ့ကမှတော့ငလင်ကလည်းမပြီးနိုင်သေးဘူး။နောက်ဆက်တွဲငလင်တွေကအမေရိကန်ဘူမိဗေဒဌာနရဲ့တတိပေးထားတဲ့အတိုင်းပါပဲဆက်လက်ပြီးတော့တောက်လျှောက်ကို၄ဒသမအထက်၃ဒသမအထက်ကိုမြန်မာပြည်သူတွေကြုံနေရဆဲပါ။ဒါကြောင့်မလို့ပြည်သူတွေအထူးတတိထားမှရပါမယ်။အခုမုံတိုင်းကတော့မကြခင်မှာတိုက်ပါတော့မယ်။ အေဘီလာ၁၀ရက်နေ့ကနေ၁၇ရက်၁၂ရက်၁၃ရက်နေ့အထိမုန်တိုင်းရှိပါပြီ။ဂလီတန်ကိုခံထားရတဲ့စကိုင်းတိုင်းမန္တလေးတိုင်းနော်နေပြီးတော့အဆရှိသဖြင့်အဓိကခံထားရတဲ့နေရာတွေကိုလေမိုးကြီးပြီးတော့ရေကြီးနိုင်တာဖြစ်တဲ့တော့ပြည်သူတွေအထူးပြုဆိုင်မှာရပါမယ်။မင်္ဂလာပြည်လင်အော်တောင်ပိုင်းမှာမုန်တိုင်းဖြစ်နိုင်ခြေက60ရာခိုင်နှုန်းရှိနေပြီဖြစ်ကြောင်းဒေတာဆောင်ကြီးအဖွဲ့တွေကပြောလာပါတယ်။ မလို့သားရေဝေပိပုမှုပုံရိပ်များအရာအပီလာ၁၀ရက်ဆက်သေးနေ့ဆနေနေ့နေ့မြတ်မှာအရှိမြောက်ကိုဆက်လက်ရွေးလျားနိုင်ပြီးမြန်မာနိုင်ငံရခိုင်ကမ်းမြောင်အနီးကိုချီကပ်လာနိုင်ကြောင်းလည်းပြရပါရယ်ရခိုင်ပြည်နယ်နဲ့ဘင်္ဂလားဒေ့ရှ်ကမ်းခြေများကိုမုံတိုင်းရေးတရားမှုများအရန်ကိုများနိုင်ကြောင်းကနဦးတိုင်းထွာချက်များရာပြရပါရယ်မြမပြည်ရခိုင်ကမ်းလွန်အနီးမုံတိုင်းတရားမှု90ရခိုင်တို့ရှိနိုင်ကြောင်းကိုဖော်ပြအပ်ပါရယ် ငလီတံကိုကြီးမားစွာခံထားရတဲ့ sky တိုင်းမန္တလေးတိုင်းเนาะနေပြီးတော့အဆရှိတဲ့နေရာတွေမှာမိုးကောင်းနိုင်ပြီးဒေသလိုက်မိုးကြီးမှုများဖြစ်ပေါ်နိုင်တာဖြစ်တဲ့အတွက်ရည်ကြီးမှုကိုဒါပြည်သူတွေအနေနဲ့ဒါပြင်ဆင်ဆောင်ရွက်ကြဖို့တော့ဒီကနေ့ပဲအဆကလေးကနေတိုက်တွန်းပြစီเนาะပြန်လည်ပြုပြင်ပြင်ဆင်စေတိဆောက်ဆဲငလင်းဘေးသစ်ဒေသများမှာရှိတဲ့မိဘပြည်သူများအတွက်တော့အင်မတန်မှဒါဝမ်းနည်းစရာပေါ့ဗျာရခိုင်ပြည်မှာရှိတဲ့ညီကိုမောင်နှမများမိုးလေဝသလေးလာသူအမှန်ကန်သိမ်ပြသူတွေထမမိုးလေဝသအခြေအနေကိုအမြဲတမ်းနှာဆုံးကြပါအခြားသောထိုင်းလန့်စေသောမိုးလေဝသအခြေအနေမျိုးက ချက်ကပြောဆိုမှုများမယုံကြည်ကြဖို့တော့ဒီကနေပဲတိုက်တွန်းပါစီဗျာ